ငယ်စဉ်တွဲလေးရဲ့မင်္ဂလာပွဲမှာသူတို့သမီးကပန်းစီပြတဲ့အချိန်ပန်းစီကိုမလိုချင်လို့တမင်ရှောင်းလွှဲလိုက်တဲ့တရုတ်ဆောင်ဆိုင်းစီတမ်ခန်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ဟေးဝီယန်နဲ့ဆိုပြေသင်းတို့ရဲ့မင်္ဂလာအခမ်းပွဲ၆ပွဲစလုံးကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ငယ်စဉ်တို့ရဲ့မင်္ဂလာပွဲတွေကိုတော့အနုပညာညီကိုမောင်နှမတွေက၆ပွဲစလုံးမတက်နိုင်ရင်တော့သူတို့အတွက်အဆင်ပြေမဲ့အချိန်လေးတွေကိုညှိနှိုင်းပြီးတော့ပွဲတော်တော်များများကိုတက်ရောက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ် ထို့ထဲကမှဟိဝိယံနဲ့လည်းရင်းနှီးသလိုဆိုပြသစင်နဲ့လည်းစကားတွေရိုက်ကူးခဲ့တဲ့ပြောဆောင်ဆိုင်စီတမ်ခန်ဟာလေငယ်စဉ်အတွေ့ရဲ့မင်္ဂလာပွဲ၆ပွဲစလုံးကိုတရားကုန်ပြုပေးခဲ့တဲ့အရင်းနှီးဆုံးနုပညာရှင်ညီကိုမောင်နှမအဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ငယ်စဉ်အတွဲလေးရဲ့နောက်ဆုံးတင်နာညမှာဆိုရင်လေတရုတ်ဆောင်ဆိုင်းစီတမ်ခန်းကပျော်ရွှင်စွာနဲ့တက်ရောက်လာခဲ့တာဖြစ်ပြီးသူတို့သမီးလက်ကင်ပန်းပြတဲ့အချိန်မှလေဆင်အောက်ကပြိသက်တွေနဲ့အတူရှိနေခဲ့တာပဲဖြစ်ပါတယ် ဆူပြေသင်းကလက်ကင်ပန်းစီကိုနောက်ပြန်လှည့်ပြီးတော့ပြလိုက်တဲ့အချိန်မှာပန်းစီကသူ့စီကိုတိုက်ရိုက်ရှောက်သွားခဲ့ပေမယ့်လူပြိုကြီးကအိမ်တော်ပြုတ်ဖို့လည်းအစီအစဉ်မရှိသေးတာကြောင့်ပန်းစီကိုရှောင်လဲလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့စိုင်းစီတမ်ခန်ရဲ့နောက်မှာရက်နေတဲ့သူစီကိုရောက်သွားခဲ့ပြီးလက်ကင်ပန်းစီကိုလမ်းမရှူဘဲနဲ့တမင်ကိုရှောင်လွှဲလိုက်တာဖြစ်ကြောင်းစိုင်းစီတမ်ခန်ကပွဲထဲမှာဝန်ခံသွားတာလည်းဖြစ်ပါတယ် ငယ်စဉ်ဆုံးတဲလေးရဲ့ဒေနာညာလေးကတော့ကျင်းပခဲ့သမျှပွဲ6ပွဲစလုံးမှာပေါပေါပပါနဲ့ပျော်ရွှင်စရာအကောင်းဆုံးပွဲလေးတစ်ပွဲလေးဖြစ်ခဲ့တာကြောင့်အရင်ဒီဆုံးနှုပညာညီကိုမောင်နှမတွေအများကြီးပဲတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်လက်ကင်ပန်းစီကိုမလိုချင်လို့တမင်ကိုရှောင်လွှဲလိုက်တဲ့ဆိုင်းစီတွမ်ခန်းကတော့သူ့အနေနဲ့အခြေရေးလဲဘာမှမရှိသေးသလိုလက်ထပ်ဖို့လည်းအစီအစဉ်မရှိသေးဘူးဆိုတာပြည်သက်တွေလည်းသိသွားလောက်ပြီလို့ထင်ပါတယ်။အောက်ဘုံရဲ့အစ်တော်ငင်းစင်းစမီမောင်နေရဲ့ မေလာတားစီလေးကိုကဒူးငါစီရပြန်မပေါ်ပန်းစီကိုတမင်မဖမ်းလိုက်တာလားပြောတမင်ရှောင်လိုက်တာပေါ့